ားလုံးပဲမိင်္ဂလာပါဗျာကျွန်တော်ဒီကနေ့မှာတော့ဒီပဲရင်ဖြစ်စဉ်ပေါ့နော်စိတ်ကောင်းစရာတစ်ခုနဲ့ပဲစရမှာအဲ့ဒါပါလဲဆိုလို့ရှိရင်စကိုင်းတိုင်းဒီပဲရင်မှာဖြစ်သွားတာတပဖြစ်လဲဆိုလို့ရှိရင်စတင်ကြောင်းတစ်ကြောင်းပေါ့နော်ဘုံချဲတိုက်ခိုက်တာခံလိုက်ရတယ်တဲ့ဒီနေ့ကြားရတယ်အတက်မလို့တခါနေပြီးတော့ဒီကြောင်းတိုက်ခိုက်မှုပြုလုပ်တယ်ဗျစဉ်းပြောလို့ရှိရင်အဲ့လိုပြုလုပ်ခဲ့တဲ့အချိန်ကမှကျောင်းထဲမှာစာတင်နေတဲ့ကျောင်းသားရဲ့စာတင်ပေးတဲ့ဆရာဆရာမကဘုံထဲပါသွားတယ်အထက်မှာ ပါသွားတယ်နော်ဖိဆုံးသွားတယ်လို့သိနေကြရတယ်ဆိုတော့ဒီအခြေအနေနဲ့အချိန်ကပြန်လည်ဆုံးဖြတ်ရမယ်ဆိုရင်ဒီဟာကအကြောင်းသားတွေအတွက်အကြောင်းဖွင့်ရှိနေမှုဘူးလူရာဒီဖြစ်နေတဲ့အတွက်ဒါအကြောင်းပိတ်ရှိဖြစ်နေတယ်သူတို့ပြောသလိုအကြောင်းသားတွေစာတင်နေတာဆိုတော့ငနေလေးတော့ထူဆန်းနေလို့ခံစားရတယ်နော်ဒါဖြစ်ပါကျွန်တော်တို့အဲ့ဒီပုံကျဲခံရပြီးတဲ့နောက်ကိုဖြစ်လာတဲ့ဗီဒီယိုအပိုင်းစာလေးကိုလူကြီးမင်းတို့အရင်ဆုံးရှာပြပေးပါမယ်ဗီဒီယိုလေးကိုကြည့်ပြီးတော့ဒါဘယ်လိုဖြစ်လဲဆိုအောင်ကျွန်တော်တို့တွေပြန်တုံးကြကြတာပေါ့နော်အရင်ဆုံးဗီဒီယိုလေးကိုကြည့်ကြအောင် ဒီမှာပါကြည့်လိုက်ကြပါနော်အပေါ်ကနေနော်ဘုံကြလာစာတင်းနဲ့ကျမတို့မှာဖာပြစ်စီဟုတ်ကြာလာတယ်ဘုံစံဘုံစံဘုံစံအပေါ်ကအမိုးကိုလည်းကြည့်လိုက်ဘလို့ဆုပ်ပြတ်အပေါ်မိုးရင်တော့လေးဆုပ်ပြတ်သွားပြီစီသွားတယ်ခုံးလို့အပြင်ကိုထောက်ပြီးရှင်းထားလို့ပါဒီဆံမပဲလာကွာဒီပြောက်ပဲလာဒီမှာထိလိုက်တန်းရရသွားတယ် သွေးဆွနေတဲ့ကောပါဘူးလေသွေးမှသွေးတွေခဲရံကလေးနဲ့ခဲရံနေကလေးတွေပညာသင်ကြားနေတုံးပါစစ်ကောင်စီတက်ကလေးတွေနော်တိုက်ခိုက်သွားတာပါဒီနေရာမှာအဆန်ကျလိုက်ဒီမှာအဲ့ဒါမကျလားသေးလိုက်တာပုံသားသွေးစီချောင်းတဲ့ရှောင်းအဲ့ဒါရထူးစမ်းနေဒီနောက်မှာခရင်းခရိုင်နဲ့ကလေးလေးကသွားနေဟောဒီမှာလေကြည့်ဦးအပေါ့ဟိုဘက်အခန်းကဖြည့်ဆုံးဆုံးပို့ပြီးတော့ညာ ဲ့တော့ချီမင်းတို့မြင်ရတွေ့ရတိုင်းမှာเนาะဒီဟာတော့တိုက်ခိုက်မှုကြောင့်ပျက်စီးဆုံးရှုံးသွားတယ်လို့သူတို့ကပြောကြတယ်เนาะဘယ်လိုဖြစ်ပါဒါကဘုံကျဲတိုက်ခိုက်တာလားဒါမှမဟုတ်အဲ့ဒီထဲမှာရှိတဲ့လက်နက်တူလောင်ယုံကပေါက်ကွဲတာလားဆိုတော့တို့တွေတီးဖို့လိုအပ်တယ်ဘာဖြစ်ပါဆုံးချုံသွားတဲ့အသက်တရားတော့ပြန်မရတော့ဘူး။အဲဒီထဲမှာကလေးငယ်တွေဆိုတော့ပို့ဆိုးတယ်။ဒီချိန်ကမှငါရဲ့တာသမီငါရဲ့သွေးသားငါရဲ့ဆွေမျိုးတွေဆိုရက်ဘယ်လိုပြောမလဲ။ကိုချင်းစာစိတ်ကလေးရှိခဲ့မယ်ဆိုလို့ရှိရင်အလုံးအတွက်အဆင်ပြေမှာပါနော်။ အဲ့တော့အဲ့လိုမပြောခင်မှာဒါကတက်မလို့ကတကယ်ပဲဘုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့တာလားဒါမှမဟုတ်ရင်အများတွေတိထားတယ်လို့အဲ့ဒီရဲ့အကြောင်းလေးမှာလက်နက်တူလောင်ထားတဲ့ခဲယမ်းတွေရှိနေတာလား PDF တွေတကယ်ပဲရှိနေတာလားဆိုတော့တော့လေအင်းဆုံးသိမှုလို့အဲ့တော့ကျွန်တော်မိတ်ဆွေတို့ကျွန်တော်တပ်ပုံလေးတို့ရှာပြအဲ့ဒီကတကယ်ပဲတက်မလို့ကဘုံကျဲတိုက်ခိုက်မှုကြောင့်လား PDF တွေအဲ့ဒီမှာရှိနေတာလားဆိုတော့တော့ဒီပြအောင်ကြည့်ပါနော်ကြည့်လိုက်ကြအောင်ပုံလေးပေါ့ဒီပုံကြည့်ကြည့်ပါ ဒီမှာပါလဲဆိုလို့ရှိရင်သူကအဲအကြောင်းထဲမှာဘုံလုံးနေပေါ့လက်ပစ်ဘုံလုံးနေတာဒါဆိုလို့ရှိရင်တော့ drone မှာတက်တဲ့ဘုံသီးတွေပြုတ်လုံးနေတာပေါ့နော်ဒါဆိုလို့ရှိရင်တေချာတယ်ဒီအကြောင်းထဲမှာဒီအကြောင်းသားဆိုတာတက် PDF တွေရှိနေတာပို့ပြီးတော့တေချာသွားတယ် PDF ဒီအကြံဖတ်တွေရှိနေလို့ဘုံကျဲတာလို့လည်းယူဆလို့ရတယ်နော်နောက်တစ်ပုံထပ်ပြီးပြောပြအောင်ဒါဒီမှာတက်ကြည့်ဒါပါလဲဆိုလို့ရှိရင်ဒီမှာ draw ဒီမှာဘယ်လိုပြောမလဲ drone တွေမှာတက်တာเนาะ drone ဉာဏ်တွေမှာတက်ပြီးတော့ပုံချတဲ့ drone ပုံသီးတွေဖြစ်ပါတယ်ဒါတွေကိုလည်းအဲ့ဒီကြောင်းရဲ့ရေအိုးစင်မှာနေနေရတယ်တို့ဒီနောက်ထမ်းနေအားလုံးကလက်နက်တူလောင်ထားတဲ့လက်နက်ခဲယမ်းတွေတူလောင်ထားတဲ့နေရာလို့အတိအကျပြောလို့အဲ့တော့ဒီနေရာမှာတကယ်ပဲတက်မလို့ကဘုံကျဲတိုက်ခတ်လိုက်တာလားဒါမှမဟုတ်ရှင်လက်နက်တူလောင်ထားတဲ့နေရာတွေကအပူချိန်မြင့်မားပြီးပေါက်ပွဲသွားတာလားဆိုတော့မျိုးကြီးစဉ်းစားစရာဖြစ်လာတယ်နော်လက်နက်တူလောင်ထားတဲ့ခဲယမ်းတွေတူလောင်တဲ့နေရာဆိုတာအပူချိန်အတိုင်းအတာတစ်ခုရှိတယ် အားလုံးသိထားရတဲ့ပဲအညာဒေတာဒီဘက်မှာဆိုလို့ရှိရင်အခုချိန်က40ကျော်တယ်။ရန်ကိုပူပြင်းတာဖြစ်တဲ့အတွက်ဒီရဲ့လက်နက်တွေတူလောင်ထားတဲ့နေရာတွေပောက်ပွဲသွားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။အဲ့တော့ဒီချိန်ကမှကျွန်တော်တက်မတော်ကဘုံမကျဲပါဘူးလို့ငြင်းတာမဟုတ်ဘူးနော်။ကျဲချင်လည်းကျဲမယ်၊ကျဲကောင်းကျဲလိမ့်မယ်။ဒါပေမဲ့ဘာကြောင့်ကျဲတယ်ဆိုတော့ဒါလူချင်းမျိုးတွေ့မိတဲ့အတိုင်းပဲနော်။အဲ့ဒီအကြောင်းကိုတက်ဆွဲထားတာဒီ PD ရဲ့ဂျမ်ဖတ်တွေရှိနေပါလေ။အဲ့တော့သိထားမှာအဂျမ်ဖတ်တွေရှိတဲ့နေရာတွေဘယ်တော့မှမအေးချမ်းဘူး။ ဘယ်တော့မှမငြင်းချမ်းဘူးဆိုတာသိဖို့လိုအပ်တယ်။ဒါဒီမလားဆိုတော့ဒီမဖြစ်ခင်အချိန်လေးမှာအဲ့ဒီအကြောင်းရှိမှပဲရိုက်ထားတဲ့ပုံလေးဆိုတာရှိသေးတယ်။မပြအောင်မလို့ဆက်ကြည့်တာပါ။ဒီပုံဆိုရင်ကြည့်ကြည့်ပါ။ဒါဆိုအဲ့ဒီအကြောင်းရှိဘုံမကျဲခင်အချိန်လေးမှာရိုက်ထားတာ။အဲ့ဒီအကြောင်းထဲမှာအကြောင်းသားဆိုတာအကျံဖက် PDF တွေရောက်နေတယ်ဆိုတာအလုံးသိရတယ်နော်။အလုံးဝင်တွေ့ရတဲ့အတိုင်းပဲနော်။အဲ့ဒီတော့ဘုံကျဲတယ်ဘုံကျဲတယ်ဆိုလို့ရှိရင်အကျံဖက်တွေရှိလို့ဘုံကျဲတာဆိုတာသိဖို့လိုအပ်တယ်။ဒီမှာပုံလေးနော်။အဲ့တော့ပြောရှင် ျမ်းဖက်တဲ့သူတွေအကုန်လုံးကိုပြောရှင်းတယ်။မင်းတို့တွေဒီကြောင်းထဲမှာလုံးဝတက်မဆွဲပါနဲ့။အစိုးရပိုင်အဆောက်အဦတွေပြည်သူစေယုံမှာတို့တက်မဆွဲပါနဲ့။မင်းတို့တွေပြည်သူတွေကိုတကယ်ရှစ်တယ်ဆိုလို့ရှိရင်ပြည်သူတွေကြားထဲမှာမနေပါနဲ့။မင်းတို့စစ်တပ်ကိုမုန်းနေစစ်တပ်ကိုမကြိုက်ဘူးစစ်အာဏာရှင်ကိုတော်လှန်မယ်ဆိုတာဒါမင်းတို့တဘောအမှုရတော်လှန်ရှင်တော်လှန်တိုက်ခိုက်နေတဲ့ဒါမင်းတို့ဘာဘယ်သူနဲ့မှမဆိုင်ဘူးဒါပေမဲ့မင်းတို့အဲ့ဒီအကြောင်းလေးမှာတက်ဆဲထားတော့ ုလိုမျိုးတက်မတော်ဘက်ကနေဘုံချဲလာဖြစ်မင်းတို့လက်နဲ့တူလောင်တဲ့အရာတွေပတ်ခွဲလာဖြစ်ဖြစ်ဆုံရှုံသွားတဲ့သူတွေကကလေးငယ်တွေတိဆုံသွားတဲ့သူတွေကကလေးငယ်တွေအဲ့ဒီကလေးငယ်တွေရဲ့အနာဂတ်ကိုကြည့်မင်းတို့တွေပြောတော့ပြည်သူတွေကိုရှစ်ပါတယ်ဆိုအဲ့တော့ပြည်သူတွေကိုတကယ်ရှိပြည်သူနဲ့ဝေးရမှာနေပါလို့ငါတို့တွေကပြောရှင်တယ်မဟုတ်လို့ရှိရင်ပြည်သူတွေနဲ့ရောနေလို့ရှိရင်ချင်းလင်းနာမျိုးတို့တိုက်ပွဲဖြစ်တာမျိုးလို့ဆိုရင်ပြစ်မဲ့တဲ့ပြည်သူတွေကမိစားပင်ဖြစ်တယ်ပါတက်တဲ့နေမင်းတို့နေစစ်တိုက်ကြတယ်ဘာသူခံရလဲပြည်သူတွေပဲခံကြတယ် ကျတော့တေစာကြည့်အကျံပတ်ချိတဲ့နေရာတိုင်းမှာဘယ်တော့မှမအေးဆန်းအဲ့တော့အချမ်းစီစီအကျံဖတ်တွေနဲ့ဝဝေးနေပါအကျံဖတ်တွေကလည်းပြည်သူတွေနဲ့လာပြီးရော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 နဲ့မနေပါနဲ့လို့ပဲမေတ္တာရက်ခတ်ရှိပါရနော်နောက်ခုထပ်ပြီးတော့ပြလိုက်မယ်ဗီဒီယိုလေးတစ်ခုပေါ့နော်ဒါကတော့ဖုန်ကြီးတစ်ပါးသူဘလို့နေခဲ့ရလဲဆိုတော့အကြောင်းအချင်းပြတာဖြစ်ပါတယ်အဲ့ဒီလိုကြည့်အောင်နော်ဖုန်ကြီးကျောင်းတွေဘုံကျဲခံဖုန်ကြီးကျောင်းတွေဘုံကျဲဟာတော့တိဖူးတိတာဗောဖုန်ကြီးကျောင်းတွေဘုံကျဲခံတယ်တိတယ် မသိဘူးသိတယ်ဘာလို့ဘုံကျဲခံထိတာလဲဘာကြောင့်လဲသိလားမသိဘူးမလားဘာမှမပြောနဲ့နော်ဦးစင်းเจ้าခုဦးစင်းเจ้าဦးစင်းစစ်ဆောင်ရတယ်ခုဦးစင်းเจ้าကဘာတွေရှိသေးလား PDF တွေရှိတယ် PDF တွေကြီးပဲနေနေတာနော်เจ้าကစံနေချက်စားလိုက်ဟမ်စီဒီ3လိုက်နဲ့လုံနေကြတယ်ချက်စားတယ်ဦးစင်းကလည်းပြောထားတယ်တက်မှတရားတွေကိုပြောထားတယ် ကြောင်းအစ်စ်ဆောက်ရင်ဆောက်ရပါစီလို့နော်ဘုံကျဲပါလို့တော့မပြောဘူးရှင်းလားဘာလို့ဘုံကျဲရလဲအကြောင်းရင်းရှိတယ်အကြောင်းရင်းရှိသူဘုံကျဲရတယ်နော်ဟုတ်ပြီလားအဲ့တော့မိစေတို့ကြာတိမြင်တွေ့ရတဲ့အတိုင်းပဲအဲ့ဒီဥစဉ်ဆိုရဲသူ့ရဲ့အကြောင်းကိုသူစွန့်ခွာခဲ့ရတယ်ဘလောက်ထိများသူစွန့်ခွာခဲ့ရလဲဆိုလို့ရှိရင်အဲ့ဒီအကြောင်းမှာ PDF တွေလာပြီးတော့နေရယူတဲ့စကန်းလုပ်တဲ့တက်ဆွဲထားတယ် ကျောင်းရဲ့အတုံးဆောင်ပစ္စည်းတွေအားလုံးကိုတုံးပြီးတော့ကျောင်းကိုပါသူကကဘာအဖြစ်လောက်ထားကြတယ်။ဒီချိန်ကမှကျောင်းကိုဘုံချဲလိုက်ပြီးကျောင်းကိုတပ်မတော်ကတိုက်ခိုက်လိုက်ပြီးဆိုလို့ရှိရင်ဘာတွေဖြစ်လာမလဲ။တပ်မတော်ကအစိုးရကျောင်းနေကတော့ဘူး။ဘုံကြီးကျောင်းနေရဟန်းတန်ဃာတွေကပါလို့ပြီးတော့ပြစ်မှတ်ထားပြီးဘုံချဲတိုက်ခိုက်တာလည်းလုပ်နေပြီဆိုပြီးတော့မျိုးတွေကအော်ကြအောင်မယ်။အဲ့တော့မင်းတို့တွေနေပုံထိုင်ပုံတွေကတိတ်အစစ်မပြေမင်းတို့တွေတက်မတော်ကိုကြိုက်ဘူးစစ်တပ်ကိုမကြိုက်ဘူးဆိုရင်မင်းတို့တော်ရရနေပြီးတော့စစ်တပ်စခန်းတွေမင်းတို့တိနေတာပဲ အဖြစ်လေပတ်တိုက်လေဟုတ်တယ်မလားယောက်ျားတွေပဲသူတိုက်ကိုတိုက်တိုက်ကြပေါ့ခုတော့မဟုတ်ဘူးမင်းတို့တွေကအပြစ်မဲ့နေရာတွေမှာနေရာယူတဲ့ဘုံကြောင်တွေမှာတက်ဆွဲတယ်ခြေသေးရဲ့ဒီစားတဲ့ဒလန်ဆိုပြီးတော့မင်းတို့တွေကမချေနိုင်ဟမ်မချေနိုင်တယ်လို့မင်းတို့လုံနေကြတယ်မင်းတို့ပြောပြောနေတဲ့ဒီမိုကရေစီဆိုတာကြီးကတိတ်ပြီးတော့အဆင်ပြေမနေဘူးတော်တော်လေးကိုဆွဲတယ်မှာပါတယ်အခုဆိုလို့ရှိရင်ဘုံကြီးတစ်ပါးလဲသူ့ရဲ့အကြောင်းကိုသူအဲ့လိုမျိုးဆွန့်လွတ်ခဲ့ရတာမှာအကြောင်းအစ်စ်ပြန်ဆောင်ရင်ဆောက်ရပါစေဆိုပြီးတော့ပြောခဲ့တယ်ဒါတော်ဝိုက်တော်နီးနဲ့ပြောတယ်ဆိုတော့အားလုံးလည်းသိကြမှာ ဆိုတော့ဘလို့ပဲဖြစ်ဖြစ်မလို့ရေပုံကြီးចောင်းနေမှာလေတက်ဆွဲလာမျိုးမလုတ်ပါနဲ့စာတင်ចောင်းနေမှာလေမလုတ်ပါနဲ့အများပိုင်ပြည်သူပိုင်အစိုးရအဆောက်အဦတွေစေယုံစေခန်းနေမှာလေတို့တွေတက်ဆွဲမှုလုတ်တယ်ဆိုရင်တကယ်တကယ်မြင့်လာတာဆုံးဆုံးတော့ပြည်သူတွေဖြစ်ပါအဲ့တော့ပြည်သူတွေကိုတကယ်ငဲ့ညာတယ်ဆိုရှင်ပြည်သူပိုင်နေနေရာလေးတို့တွေမလာပါနဲ့လို့ပဲပြောပြပြောရှင်အဲ့လိုမျိုးပြောရတာဘာကြောင့်လဲဆိုတော့တခြားပြန်စစ်စမ်းကြည့်အကျန်းဖက်မရှိတဲ့နေရာတွေအားလုံးပါ အားဖြင့်အေးရှမ်းနေရတယ်။ဒီအကျံဖက်တွေရှိတဲ့နေရာတွေအားလုံးကြည့်လိုက်။ဘလောက်တောင်မှတစ်ခါရောက်နေကြတယ်။အဲ့တော့ပြည်သူလူထုကိုတကယ်ရှစ်တယ်ဆိုရင်မင်းတို့တွေအကျံဖက်ဘဝတွေစွန့်ပြီးတော့တောင်းတုံနေလက်ကိုယ့်ရဲ့နိုင်ငံပေါ်တစ္ဆာရှိပြီးပြည်သူလူထုအကျိုးပြုမဲ့အရာတွေလုပ်နိုင်ပါစေ။အဲ့လိုလုပ်ဖို့လည်းမင်းတို့တွေစူးစမ်းဖို့လိုအပ်တယ်လို့ပဲပြောရှင်းပါတယ်နော်။ဒါတော့ဒီဘေးရင်ကိစ္စနဲ့ပတ်သက်ပြီးတော့အားလုံးလည်းသိထားရတဲ့အတိုင်းပဲတပူးတပုံနေပြီးလို့လည်းပြသပါပြီဆိုတော့အဆိုးကောင်း အကျိုးအကြောင်းအမှားမှန်ကိုဒီဗီဒီယိုလေးကနေတော့ဝေဖန်ပိုင်ဖြတ်နိုင်ပါစီပေါ့နော်နောက်နေ့ဒီမှာလည်းထပ်ပြီးတော့ဒီလိုမျိုးအကြောင်းအရာတွေထူးဆန်းတဲ့အကြောင်းအရာတွေပြီးလို့ရှိရင်မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အရာတွေကိုတက်နိုင်ဆုံးစစ်ဆောင်ပြီးတော့ပြဆက်ပေးတော့ပါမယ်။အားလုံးတစ်ဖက်ပိတ်တွေလည်းမဖြစ်နေကြနဲ့။သူ့နေရာမှာငားတာဆိုတော့ကိုချင်းသာစိတ်ကလေးထားနိုင်ကြဖို့ကြိုးစားကြပါလို့ရှိပါမယ်။အားလုံးကျေးဇူးတင်ပါတယ်။